မင်္ဂလာပါရှင်စီအနိုင်သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ28ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ဝါကတရုတ်လိုတိုင်းပြည်တစ်ခုစနစ်နှစ်ခုကိုလှုပ်ဆောင်နေတဲ့ဆွဲသတင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျာဝင်ဆစ်ဆက်မှုနဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ငင်းချင်ရေးသဘောတူညီချက်ရယူခဲ့တဲ့ဆွဲသတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဝါကတရုတ်လိုတိုင်းပြည်တစ်ခုစနစ်နှစ်ခုကိုလှုပ်ဆောင်နေရဆွဲတဲ့တဲ့ဖြစ်ပါတယ်။ဝါပြည်သွေးစည်းညညရေးတက်မတော် UWS ရာတရုတ်နိုင်ငံလိုမျိုးတိုင်းပြည်တစ်ခုစနစ်နှစ်ခုပုံစံလှုပ်ဆောင်နေတယ်လို့စီးရင်းနဲ့နိုင်ငံရေးအကြီးအကဲတွေကစီးရင်းနိုင်တဲ့ဌာနကိုပြောပါရယ်။တရုတ်နိုင်ငံဟာတိုင်းပြည်တစ်ခုစနစ်နှစ်ခုဆိုတဲ့မူဝါဒနဲ့ဟောင်ကောင်နဲ့မကာအိုကိုတိကျလွတ်လပ်ခွင့်ပေးပြီးအုပ်ချုပ်လျက်ရှိတာပါ။တိုင်းပြည်တစ်ခုစနစ်နှစ်ခုပုံစံဟာတေချာပေါက်ဖက်ထရီမဟုတ်ကြောင်းလည်းသူတို့ကထောက်ပြကြပါရယ်။ ဒါပေမဲ့ဝအနေနဲ့အခမ်းအနားတွေပြုလုပ်တဲ့အခါမှာတော့သူတို့ရဲ့အလံသာမကပဲပြည်တော်စုအလံကိုပါလွှင့်တင်ခြင်းအပြင်ခွဲမထက်ဆိုတဲ့သဘောကိုပြတာပြီးတက်နေဆက်ဆံရေးကိုထိန်းထားတယ်လို့ငင်းကြိုင်လုပ်ငန်းရှင်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်ကစီအန်အတင်းဌာနကိုပြောပါတယ်။အဒီအခြေအနေကသူကတည်ထားဖို့ပဲဒါဟာကန်ဒရောမဟုတ်ဘူးပေါ့။တကယ်လို့ဖက်ဒရယ်လုပ်တယ်ဆိုလို့ရှိရင်တိုင်းပြည်တစ်ခုတည်းနိုင်ငံတစ်ခုတည်း 生命的苦是阿蛮偏冷，要多多。等明年的时候，生命的苦就偏冷嘛。哦，这就要你对啥哈？讲到路上，那怕是路啊，谁谁谁那个，哦，都从村里就偏幸福多吧？哎，明年的时候，阿路进阿们东部，所以谁家没有幸可哎，那个后老老在对，得把对生命的爱就还弄起来，那么这个，嗯，对。 အားလုံးကလက်ခံတဲ့ပါတီပေါင်းစုံမျိုးစနစ်မျိုးမဟုတ်ဘူးသူကပါတီတပါတီစနစ်ဖြစ်တော့အရင်တွေ့နေရပါလိမ့်မယ်နမနစ်ကလည်းသူသူကဒီသူ့ရဲ့နေမျိုးတွေကိုအာအစိုးရဘဟုအစိုးရရဲ့တော်တော်ကောင်ပြည်နယ်အစိုးရတော်တော်ကောင်အုတ်ချုပ်ရန်တရားတွေ 对呀，是人家，人家的五谷的作物，人家的稻谷嘛，对吧？老妈妈看的多，不一样，这样的都收小米了。哎，啊，你说苦劳劳子嘛，对吧？呃，单皮的苦，生命的苦，甜的是吧？有毛这样的形容的，哎，都稻谷为主了，干了，啊，对吧？看那的路边，这类上面呢，哦，对吧？南国的路呢？ အာဘီတော်စုအလောင်းကိုလည်းတွေ့နေအဲ့တော့သူကငါဟာခွဲမထွက်ဘူးဆိုတော့အဓိပ္ပာယ်ကသူကပြတော့ပြတော့မှအခုလောလောဆယ်မဟုတ်အစိုးရတော့လုံးမဟုတ်တတ်မတော်အစိုးရဒါလေခံစားအောင်ပေါ့နော်ဒီခံနိုင်အောင်သူကထိန်းသိမ်းထားတော့ပေါ့ဗျာ UWS ရာ1989ခုနှစ်မှာမြမတက်မတော်နဲ့အပြည့်ခတ်ရဲစဲရေးချုပ်ဆိုခဲ့ပြီးနောက်ဟိုပန်မိုင်မော် ပန်ဝိုင်းနာဖန်မမန်းနဲ့ပန်ဆန်းမြို့နယ်တို့ကိုခရိုင်နှစ်ခုခွဲပြီးဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်အဖြစ်သတ်မှတ်ပေးခန့်ခဲ့ရတာပါအဲ့ဒီနောက်လက်ရှိကာလအထိ UWS ထင်းချုပ်ဒေတာတွေမှာအုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးစတဲ့အခြေအနေတွေမှာဗဟုအစိုးရထင်းချုပ်မှုအောက်မှာမရှိပဲ UWS ရဲ့ထင်းချုပ်မှုအောက်မှာသာရှိနေတာဖြစ်ပါတယ်။ဝါတပ်ဖွဲ့ဟာရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတို့မှာအခြေစိုက်ထားတဲ့အင်အားအတောင့်တင်းဆုံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီကနေ1989ခုနှစ်မှာခွဲထက်ပြီးဝါတပ်ဖွဲ့ကိုထူထောင်ခဲ့တာပါဥပောက်ယူချန်ဦးဆောင်တဲ့ဝါတပ်ဖွဲ့ရဲ့လိုလားချက်ဟာဝါပြည်နယ်တရားဝင်ရရှိဖို့ဖြစ်ပြီးတော့လက်ရှိကော်မရှင်ဥက္ကဋ္ဌလက်ထက်မှာဝါတပ်ဖွဲ့ကိုယ်စားလှယ်ယူနေတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြီကအောက်တိုဘာ18ရက်မှာပြောဆိုခဲ့တာပါဝါဟာလက်ရှိမှာကိုပိုင်အုပ်ချုပ်ခွင့်ရကိုရရှိထားပြီးသူနယ်မြေမှာဗဟုအစိုးရရဲ့စိုးမိုးမှုတွေမရှိတာကြောင့်ပြည်내အဆင့်ကိုမရခင်ရင်လည်းပြဿနာမရှိဘူးလို့ တရုတ်မြန်မာရင်လေ့လာသုံးသက်သူဒေါက်တာလှကျော်စောက CNN တရင်ဌာနကိုပြောပါတယ်ဒီလိုပြဟိုဟိုနင်းကအခုဟိုနင်းလုံနေတာကဝါလုံနေတာကဟိုတိုင်းပြည်တပြည်စနစ်နှစ်ခုဆိုပြီးတော့ဟိုနင်းကတင်ထားတာရှိတယ်လေတရုတ်ကတင်ထားတဲ့ဟိုဟိုနင်းတစ်ခုရှိတယ်ဟိုအတွေးခေါ်တရားရှိတယ်အဲ့ဒီတိုင်းပြည်လုံနေတာပဲသူ့ပြည်နယ်မှာเนาะသူ့ရဲ့သူကိုပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကပေးစီဖြစ်စေမပေးစီဖြစ်စေသူကရထားပြီးပါလေအဲ့တော့ဝါ နေဝဒေတာသူကိုပိုင်အုတ်ချွခွင့်ရဝဒေတာလို့ပြောလို့ရတာပေါ့ဒီနေအဆင့်ချီတော့မရဘူးအဲ့တော့ဝဒေတာပဲမယ်သူကသူ့ဟာသူကိုပိုင်အုတ်ချွခွင့်ရှိတယ်သူ့ဟာသူကိုပိုင်ဆုံးဖြတ်ခွင့်ရှိတယ်သူကနိုင်ငံခြားကုံွယ်ရေးတစ်ခုပဲအဲဟွန်နင်းကိုအများလားဒါကြောင့်ကျမကြည့်တယ်သူမျက်စက်ကုံပဲကြီးတွေကတိုက်ရိုက်တရားမျက်ဆက်ဆံကြီးတွေရှိနေကုန်ကြတယ်ဗျအဲ့တော့ဝါကိုပေးကြီးဖြစ်စေမပေးကြီးဖြစ်စေတော့ defective ပေါ့ဗျာ စကားစားလည်းတကယ်တကယ်တရားဝင်အစိုးရမှာမဟုတ်တာပဲအဲ့လိုဝါလည်းသူကသူသူလုံးချင်တာသူလုံးပါပဲသိကြတနာကမရှိဘူးခင်ဗျ UWS ရအပြစ်ကရစဲရေးအတွက်အစိုးရနဲ့ပြည်ထောင်စုအစဉ်ချုပ်ဆိုထားပြီး NCM ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပေမဲ့2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်တက်မတော်ကငင်းကြဲရေးဖိတ်ခေါ်မှုရတွေ့ဆုံဆွေးနွေးခဲ့ပြီးငင်းကြဲရေးဖိုရမ်ဒီမှာလည်း UWS ရကိုယ်စားလှယ်အဖွဲ့တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။ ဝီယာမြန်မာဆိုတဲ့စိတ်တက်မွေးမြူလာဖို့အတွက်ဘာတွေပြင်ဆင်ဖို့လိုအပ်တယ်လဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေကြာသုံးသပ်လျက်ရှိနေတဲ့ဆွေသတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါမြန်မာနိုင်ငံအတွင်းနေတိုင်းသားလူမျိုးတွေအားလုံးဝီယာမြန်မာငါတို့အားလုံးမြန်မာဆိုတဲ့စိတ်တက်မွေးမြူလာဖို့အတွက်ဘာတွေပြင်ဆင်ဖို့လိုအပ်တယ်လဲဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေကြာသုံးသပ်လျက်ရှိနေပါတယ်တိုင်းသားတွေကမြန်မာစိတ်မွေးပြီးငါတို့အားလုံးကမြန်မာဝီယာမြန်မာဆိုတဲ့စိတ်တတွေ့တတရတဲ့စီးလုံးညီညွတ်တဲ့အမျိုးသားစိတ်ဓာတ်တွေနဲ့နိုင်ငံတော်အေဂျင့်တာယာကြီး ဖွံ့ဖြိုးတိုးတက်ရေးကိုလက်တွဲအကောင့်တွေပေါ်ဆောင်ရွက်ကြဖို့လိုတယ်လို့ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်က2025ခုနှစ်အောက်တိုဘာ23ရက်မှာပြောကြားခဲ့ပါတယ်။ဝိယမြန်မာဆိုတဲ့စိတ်မျိုးဖြစ်ပေါ်ရမှာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ပထမဦးစွာနိုင်ငံချစ်စိတ်အပြည့်အဝရှိဖို့လိုအပ်ပြီးအဲ့ဒီလိုရှိလာမယ်ဆိုပါကပြည်တော်စုစည်းလုံးညီညွတ်မှုတွေတည်ဆောက်လို့ရနိုင်တယ်လို့တိုင်းနိုင်ငံချမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကဋ္ဌဆိုင်းထီအောင်မှအစီအစဉ်သတင်းဌာနကိုပြောပါရတယ်။ဒီကတော့မြန်မာနိုင်ငံကြီးကို စ်ကြတယ်ဆိုရင်တော့ဒီနိုင်ငံတူတက်လောက်ရမှာစင်တော့ဒီမှာနောက်နောက်ဆက်တွဲနေနဲ့တွဲကူရပါတိုင်းနာပြဿနာလေးတွေဖြစ်ချင်းပြီးသွားနိုင်တယ်လို့ယူဆပါတယ်။ဒါဥမာနေနဲ့ပြောရမှာဆိုတော့ဂျပန်နိုင်ငံပေါ့နော်ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါကျတော့အဒီမီဘိုလိုနာနဲ့ခံရတယ်။နောက်ပြီးတော့ရှုကစတုနိုင်ငံတီထောင်ကြီးတက်ကိုဒီခက်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 ကျိုးတော့ကဒီခုတကယ်ကျိုးသားတော့ပေါ့နော်ဆွေရောကြီးတယ်ပြေးရတယ်။အဲ့ဒါကိုသူပြန်လဲတီထောင်ကြီးလောက်ခဲ့ခံမှာ မလို့ကဂျပန်နေရှိတယ်မိမနီပူနေရှိတယ်ဂျပန်နေရကိုကချစ်စိတ်နဲ့အားကျုံးမှတည်းကြိုးစားတဲ့ခါကြာတော့ဒါနောက်ပိုင်းကဘာပေါ်မှာဒုတိယအခြားနာဆုံးနိုင်ငံဖြစ်တော့တက်လာနိုင်ခဲ့တယ်လေအဲ့သူနီကောင်းမဲ့အခုလည်းကျွန်တော်မြန်မာနိုင်ငံကိုချစ်တယ်ဆိုရင်တော့ဒီနိုင်ငံကြီးပြည့်စည်အောင်လုပ်ကြမှုဒီနိုင်ငံတိုးတက်အောင်လုပ်ကြမှာပေါ့လက်ရှိမြန်မာနိုင်ငံမှာလွတ်လပ်ရေးရပြီးနောက်ပိုင်းပင်လုံစာချုပ်ကိုအခြေတည်ကပြည်နှွေးစိတ်ဖြစ်ပွားလာခဲ့ပြီးတိုင်းပြည်ကိုစုစည်းဖို့ခက်ခဲလျက်ရှိနေတယ်လို့စေးနဲ့နိုင်ငံရေးအကဲခတ်တွေကထုတ်ပြကြပါဗျ။အခုယနေ့အချိန်ကတော့ဒီ ီလိုစာချုပ်လွတ်နိုင်ရရင်ဖြစ်တာဖြစ်ပေါ်လာတဲ့ပြည်ရင်းစစ်တွေကတော့နမတိကဝါဒဆွဲနဲ့ဖြစ်လာတယ်။နောက်ပိုင်းကျတော့ဒီမျိုးဆွဲဖြစ်လာတာပေါ့။ဒါပေမဲ့အဲ့ဒါဒီမျိုးဆွဲဖြစ်ရင်လည်းသူတို့ကလည်းဒီဥစ္စာအာဏာရှင်ကိုတော်လိုင်းရင်ဆိုတဲ့ခေါင်းစဉ်တွေနဲ့တပ်ပြီးမှသူတို့ကိုယ်တိုင်နဲ့အာဏာရှင်ဖြစ်နေကြတယ်။ဒါကြောင့်မို့ကိုယ်နိုင်ငံကိုချစ်ကြတယ်ဆိုရင်ဒီကိစ္စတွေကပြည်ပြည်နဲ့ညီညီနိုင်နိုင်ကျွန်တော်တို့သွားကြမယ်ဆိုရင်တော့ဒါဒီနိုင်ငံက ဒီအချိန်မှာဖွင့်ပြီးတူတက်လာမယ်လို့တော့ကျွန်တော်အနေနဲ့ပြောချင်တယ်ကကျွန်တော်ကျွန်တော်အမေကိုပြောတာပါဘိုးချုပ်မကြီးမင်းအောင်လည်းပြောကြခဲ့တယ်ဝိရမြန်မာဆိုတာကမြန်မာနိုင်ငံသားတွေအနေနဲ့မိမိတို့ကမြန်မာဆိုတာကိုဂုံယူဝင်ကြစွာနဲ့ခိုင်မာစွာရပ်တည်ပြီးမျိုးချစ်စိတ်တယ်အမျိုးသားရေးစိတ်သက်ကိုပုံမှန်မြင့်တင်ဖို့ပြောကြခဲ့တာဖြစ်တယ်လို့ပြည်တော်စုကြံ့ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီ UFDB မှာပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းကစေနာသတင်းဌာနကိုပြောပါတယ်ကျွန်တော်အမေပြောလို့ရှိရင်တော့ तू ကအဲကျွန်တော်မျိုးချစ်စိတ်သက်ကိုပုံမှန်မြင့်တင်စေဖို့ကတည်းက ီလိုပြောကြတယ်လို့မြင်ပါတယ်ဗျ။တော့ကျွန်တော်မြန်မာနိုင်ငံဘက်ကနေပြီးတော့ကျွန်တော်နိုင်ငံသားအားလုံးတွေပြီးတော့အော်ဒီငါတို့ဒီမြန်မာဆိုခဲ့ရအောင်ဘုံဝင်ကြွားသွားတယ်ဗျာတည်ပြီးတော့ဂျိုးချင်းစိတ်ဓာတ်ကိုစင်တန်ဆက်နေပြီးတော့အမျိုးသားစိတ်ဓာတ်ကိုပုံပုံမြင့်မြင့်တင်စေဖို့လို့ကျွန်တော်ရည်ရည်ရည်ပြီးတော့ပြောဆိုတယ်လို့ကျွန်တော်မြင်ပါတယ်ဗျာတကယ်တမ်းတော့မြန်မာဆိုတဲ့နေရာမှာပေါ့ဆန်းချင်းကျွန်တော်တို့ဗမာလူမျိုးပါဝင်မြန်မာကကျွန်တော် country နိုင်ငံကိုဆိုလိုတာဖြစ်တယ်ဗျာ နော်မြန်မာကကျွန်တော်ရဲ့နိုင်ငံတော်ကြီးကမြန်မာနိုင်ငံတော်ကြီးအဲ့မြန်မာနိုင်ငံတော်ကြီးမှာဟိုတိုင်းသားပေါင်းစုံမြေဆိုင်ရတယ်ဘယ်နေရာတော့မြန်မာနဲ့ဗမာနဲ့တိတ်မကွဲကြတာလို့ဒါနံပါတ်1ကျွန်တော်ပြောသားလို့နေပြန်အဲ့တော့မြန်မာဆိုရင်ဗမာဆိုတဲ့အဟာနဲ့တွားပြီးတော့တွားတွေ့တာတကယ်တော့တိုင်းသားဒီထဲမှာဗမာဆိုတာကလူမျိုးတစ်မျိုးပဲနော်လူမျိုးတစ်မျိုးပဲအဲ့တော့မြန်မာနိုင်ငံအစ်မအခြားသောတိုင်းသားများကြီးဗမာလူမျိုးများလည်းရှိတယ်ပေါ့ ဒါလေးကကျွန်တော်တို့မြန်မာနဲ့ဗမာကွဲပြားသွားတဲ့သလုံးချင်းဒီအမြင်လေးကြီးဟုတ်လားသောတော့ကဒန်းသူညီညာအခွင့်အရေးတော့ဥပဒေဒန်းသူညီညာဥပဒေကြီးတော့ဒန်းသူညီညာအုပ်ချုပ်ရေးတော့ဆိုတဲ့အပိုင်းမှာအထောက်အပံ့ဖြစ်စေလိမ့်မယ်လို့ဒီအမြင်လေးပေါ်မှာတစ်ချက်တော့ပြောကြလို့တယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လည်းကနိုင်ငံသူနိုင်ငံသားအားလုံးကစီးလုံးညီညွတ်စွာနဲ့ပြည်ထောင်စုအရင်းခံကနိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားကြဖို့လိုအပ်တယ်လို့အော်တိုဘာ23ရက်မှာပြောကြားခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ1948ခုနှစ်လွတ်လပ်ရပြီးကတည်းကတိုင်းနာဒန်းလူရေးကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးဒီမိုကရေစီနိုင်ငံဖြစ်တည်ရေးဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးစတဲ့အရင်းခံအကြောင်းတရားတွေကိုမဖြစ်ရှင်းနိုင်တဲ့အတွက်ပြည်တွင်းစိတ်ဖြစ်ပွားလာလာမှာအခုထိဖြစ်ပါတယ်။အဲဒါကြောင့်လူမျိုးရေးအမြင်တွေသိရှိလာပြီးဝိရမြန်မာဆိုတဲ့အခြေအနေကိုတည်ဆောက်ဖို့ခက်ခဲလျက်ရှိနေပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄၅၀မှာမြန်မာစာကရုံးလုံးစာဖြစ်တယ်လို့ပြဋ္ဌာန်းထားပါတယ်။အဲ့ဒီပြဋ္ဌာန်းချက်အရဆိုရင်မြန်မာစာနဲ့မြန်မာစကားကဗမာစာနဲ့ဗမာစကားဖြစ်နေတဲ့အတွက်မြန်မာကဗမာဖြစ်တယ်လို့ယူဆเสียရဖြစ်သွားကြောင်းအဲ့ဒီယူဆချက်တွေကြောင့်ဗမာမဟုတ်တဲ့လူမျိုးတွေဟာဝိယမြန်မာဆိုတဲ့အခြေအနေကိုလက်ခံဖို့ခက်ခဲသွားနေသလားစဉ်းစားဖို့လိုအပ်တယ်လို့စေရင်နဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။ရှမ်းနဲ့တိုင်းရင်းသားမြတ်ဒီမိုကရက်တစ်ပါတီမှဥက္ကဋ္ဌဆိုင်းအိုင်ပေါက လာမယ့်ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်မှအမျိုးသားလွတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်သွားမယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ မြန်မာနိုင်ငံမှာကျင်းပမှုစီစဉ်နေတဲ့လာမယ့်ရွှေကောက်ပွဲမှာပဲခူးတိုင်းဒေသကြီးပဲခူးခရိုင်မှာအမျိုးသားလွတ်တော်မဲဆန္ဒနယ်ကနေမိမိအနေနဲ့ဝင်ပြိုင်မယ်လို့ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP မှဥက္ကရာဆိုင်းအိမ်ပေါင်းကရှမ်းနယ်သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွှေကောက်ပွဲအပိုင်း1အနေနဲ့မြို့နယ်တရား2မြို့နယ်မှာကျင်းပမှာဖြစ်ပါရယ်အမျိုးသားလွတ်တော်ဝင်ပြိုင်မယ်ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင် 你那个冬天里做你的，我了去年羊羔奶都收半年吧了是了，明天都在补，加点把地，补买点加把收落来收问题。明天就买不就都在进来收钱，对不对？加点把地买点吧，干嘛？明天买不就都点买？我们家现在都来都来都不是买，你说路起用也买不着人家，都哪里都有。而且我们这个家要买起起用，你这个家要从哪里搞起呢？反正我这个家屋里都天天在聊天，那不一个，那个。 就是来老美常年向量，这个非洲的土壤，还罗斯有些也没来，都把这斯坦、俄罗斯都难报道。 မြန်မာနိုင်ငံမှာဒီဇင်ဘာ28ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲအပေါ်ပြည်သူလူထုစိတ်ဝင်စားမှုနှေးပါနေသလိုမဲဆင်းရေးကြေညာထားမှုအားလာရောက်ကြည့်ရှုမှုလည်းနှေးပါနေကြောင်းနိုင်ငံရေးပါတီတွေကပြောပါရယ်။ဒါပေမဲ့ရွေးကောက်ပွဲမှာမဲမပေးဘဲမနေကြဘို့မဲမပေးရင်မကြိုက်တဲ့ပါတီနိုင်ပြီးအစိုးရဖြစ်သွားရင်မိမိအတွက်အများကြီးနင့်နာမယ်လို့ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP မှဥက္ကရာဆိုင်းရင်ပေါင်းကဆင်းနယ်သတင်းဌာနကိုပြောပါရယ်။တချို့ကဒီကောပွဲမှာတော့မဲမပေးဘူးပါညာဆိုတော့ အဲ့တော့ဘလို့ပါနဲ့မေတ္တာထဲလာတဲ့အခွင့်အရေးကိုလက်မလို့ပါနဲ့တက်ဆက်ရှင်းနေပြည့်တဲ့လူတိုင်းကိုချိန်တဲ့ပါတီကိုဆက်ပြီးတော့မေတ္တာဒါမှကိုချိန်တဲ့ပါတီကအစွတ်ထသွားမလို့မင်းမသိရင်ကိုမချိန်တဲ့ပါတီကနိုင်တော်လို့အစွတ်ထသွားရင်အဲ့ဒါကိုတော့အများကြီးနဲ့တာမလို့တက်ဆက်ရှင်းနေပြည့်တဲ့လူတိုင်းပြီးတော့ဒီလူတိုင်းရုပ်တော့ပွဲနေကြရင်လာပြီးတော့မေတ္တာကိုလောလောလောလေးခလုတ်လေးမေးရင်ဘယ်လိုငန်းနေမှတခါတော့ကြည့်ရပါဖြစ်တယ်ငန်းနေလုံးလုံးပြရက်ပေါင်းကပဲနဲ့ 嚟喺身邊聞到係作成眼眼都掉咗落嚟，一幫倉鼠人頭耳放落飛，一隻個豬頭揾一啲落嚟，我去吧。 ရှင်းလင်းနိုင်ငံသားများဒီမိုကရက်တစ်ပါတီ SNDP ဟာပြည်ထောင်စုအဆင့်ပါတီဖြစ်ပြီး2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်း984ဦးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။အရင်အရသာအစိုးရလက်ထက်ကျင်းပတဲ့ရွေးကောက်ပွဲမှာမဲစင်ရင်ကိုပြည်သူတွေကစိတ်ဝင်စားလာရောက်ကြည့်ရှုပြီးမဲစင်ရင်မှယွင်းမှုတွေရှိခဲ့ရင်လည်းကိုယ်တိုင်ကိုယ်ကျပြင်ဆင်ဖြည့်ဆွတ်မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်းရွေးကောက်ပွဲရလအမဲစင်ရင်အငင်းပွားမှုတွေကိုအကြောင်းပြကဖျက်သိမ်းခဲ့တာကြောင့်ဒါပေမဲ့ရွေးကောက်ပွဲအပေါ်ယုံကြည်မှု ုအားနေပြီးစိတ်ဝင်စားမှုမရှိဘဲဖြစ်နေကြတယ်လို့လေလာဆောင်ကြည့်သူတွေကထောက်ပြလျက်ရှိပါတယ်။စီနာတင်းထောင်နိုင်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပြီးမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျာဝင်ဆေးဆက်မှုနဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ငြိမ်းချမ်းရေးသဘောတူညီချက်ရယူခဲ့တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျာဝန်စည်းစပ်မှုမှာ ထိုင်းနဲ့ကမ္ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီချက်ရယူခဲ့တယ်လို့နီကီအေရှားကဖော်ပြခဲ့ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာပြုလုပ်တဲ့အာဆီယံအစည်းအဝေးတွင်ထိုင်းနဲ့ကမ္ဘောဒီးယားဟာတည်ထံတွေ့ဆုံခဲ့ပြီးအောက်တိုဘာ26ရက်ကငြိမ်းချမ်းရေးစာချုပ်ကိုသဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ဒီငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးမှုကိုတဘာပတိအဖြစ်ကြီးမှုခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအဲ့လိုငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမှုဟာလူသားမျိုးနွယ်အတွက် ယုံကြည်နိုင်လောက်တဲ့အလုပ်တစ်ခုဖြစ်ကြောင်းချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်အနုဒင်ချမ်ဘီယာကူနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနတ်တို့ရဲ့ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမှုကိုထရန့်ပြန်အာဆီယံရဲ့အလဲကျောက်ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်လည်းတက်ရောက်ခဲ့ပါတယ်။ဒီငြိမ်းချမ်းရေးစာချုပ်မှာနှစ်နိုင်ငံကြားရန်လုံမှုတွေအားလုံးကိုရပ်တန့်ဖို့သဘောတူကြောင်းဖန်ဆီးခံထားရတဲ့ကမ္ဘောဒီးယားစစ်သား၁၈ဦးကိုပြန်လွှတ်ပေးဖို့ငြိမ်းချမ်းရေးရရှိမှုနဲ့ရေရှည်တည်ထောင်ရေးအတွက်စိတ်ချသေးကြစေဖို့အာဆီယံရဲ့ ဒိလဆောင်ကြည့်သူတွေကိုစိန်လုခွင့်ပေးဖို့အစရှိတဲ့သဘောတူညီချက်တွေပါဝင်ကြောင်းထရန့်ကပြောကြားခဲ့ပါတယ်။ဒီစာချုပ်ကအလုပ်ဖြစ်လိမ့်မယ်ဆိုတာကျွန်တော်တန်လျာမရှိပါဘူး။ဒီစာချုပ်ကတန်နဲ့ရှိတဲ့လူအသက်တွေကိုကယ်တင်နိုင်ပါလိမ့်မယ်လို့ထရန့်ကပြောပါတယ်။ဒါ့ပြင်အမေရိကန်ပြည်ထောင်စုကအခုပဋိပက္ခကိုကြေလျာအကူအညီပေးခြင်း လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကိုလိုလားပြီးချမ်းသာကြွယ်ဝနိုင်တဲ့လွတ်လပ်တဲ့နိုင်ငံတွေတည်ရှိတဲ့ဒေသအတွက်အနာဂတ်ကိုထူးဆစ်ပုံဖော်ရမှာကုညီပေးနိုင်ခဲ့တဲ့အတွက်ဂုဏ်ယူကြောင်းလည်းထရန့်ကပြောကြားခဲ့ပါတယ်ဇူလိုင်လကထိုင်းနဲ့ကမ္ဘောဒီးယားကြားတိုက်ခိုက်မှုတွေစတင်ဖြစ်ပွားချိန်ကသူတို့အစိုးရအဖွဲ့ဟာပြည်ပခတ်ကိုအချိန်မြင့်တင်မလာအောင်တားဆီးဖို့ချက်ချင်းလှုံ့ဆော်ခဲ့ကြောင်းမလေးရှား၊ထိုင်း၊ကမ္ဘောဒီးယားဝန်ကြီးတွေနဲ့ဖုံးဆက်သွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြောင်းသူကဆိုပါတယ်။ဒါ့ပြင်အမေရိကန်ဟာ ကမ္ဘောဒီးယားနဲ့ကြီးမားတဲ့ကုန်သွယ်ရေးစာချုပ်ကိုချုပ်ဆိုသွားမှာဖြစ်ပြီးထိုင်းနယ်လည်းအရေးကြီးတဲ့တွန်းထွက်ပစ္စည်းသဘောတူညီချက်ကိုပြုလုပ်သွားမယ်လို့ထရန့်ကကြေညာခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားတို့အနေနဲ့ရင်းညာစွာနေထိုင်နေသည့်များကာလပတ်လုံးအမေရိကန်ဟာဒီနိုင်ငံစလုံးနဲ့ကြီးမားတဲ့ကုန်သွယ်ရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်သွားမယ်လို့လည်းထရန့်ကပြောကြားခဲ့ပါတယ်။ Digital ငွေကြေးဟာကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးမှာအရေးကြီးလာတဲ့ဆွဲသတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ digital ငွေကြေးတွေဟာကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးမှာအလွန်အင်အားကြီးပြီးအနောက်ဆက်ပေးနိုင်တဲ့လက်ကင်တော်တစ်ခုဖြစ်လာကရေးကြီးလာတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ဒီနောက်ပဋိပက္ခဖြစ်နေတဲ့အခြေအနေမှာဗန်ဒိုင်းရေးဆိုင်ရာစစ်မြေပြေကိုအခြေခံကြကြပုံဖော်လာနိုင်ကြောင်းတရုတ်ကွန်မြူနီပါတီကထုတ်ဝေတဲ့စတိတ်တိုင်းသတင်းစာရဲ့စောင်းမမှာဖော်ပြခဲ့ပါတယ်။ ဘဘလုံးဆိုင်ရာပဋိပက္ခတွေမှာ digital ငွေကြေးတွေကိုစစ်ပတ်ဆိုင်ရာနဲ့မာဗျူအနီလန့်တွေရအသုံးပြုလာကြတယ်လို့လည်းဒီဆောင်မှာပေါ်ပြထားပါတယ်။ digital ငွေကြေးဟာနိုင်ငံတွေအတွက်ပိတ်ဆို့မှုတွေကိုရှောင်လေဖို့စစ်ပွဲကာလစစ်စင်ရေးတွေကိုငွေကြေးထောက်ပံ့ပေးနိုင်ဖို့ ਨੇ စီးပွားရေးတည်ငြိမ်မှုကိုထိန်းသိမ်းနိုင်ဖို့အထောက်အကူပြုနိုင်တယ်လို့ဆိုပါတယ်။ Digital ငွေကြေးတွေဟာပင်းမြန်လုံခြုံပြီးအမိဖော်ပဲငွေလွှဲပြောင်းမှုတွေပြုလုပ်နိုင်တဲ့အတွက်အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေထိန်းချုပ်ထားတဲ့ကမ္ဘာလုံးဆိုင်ရာဘဏ်စနစ်ကိုရှောင်လဲလိုတယ်။အစိုးရတွေနဲ့အဖွဲ့အစည်းတွေအတွက်အသုံးဝင်ကြောင်းစောင်းမရှင်ရှူးကြည်ချန်ကရေးသားခဲ့ပါတယ်။ 2025ခုနှစ်အမေရိကန်မျိုးသားကာကွယ်ခွင့်ပြုချက်အအုပ်တွေမှာပင်ဒဂွန်ရဲ့ Defense Blockchain Internet Testing Program အမည်ရှိစီမံကိန်းတစ်ခုပါဝင်ခဲ့တယ်လို့ရှုကရေးသားခဲ့ပါတယ်။ဒီစီမံကိန်းဟာအချက်အလက်တွေကိုလုံခြုံစွာနဲ့ပွင့်လင်းမြင်သာစွာသိမ်းဆည်းနိုင်တဲ့ Digital Testing နဲ့ Digital ပိုင်ဆိုင်မှုတွေကို American စစ်တပ်နဲ့ကာကွယ်ကဏ္ဍအတွက်အသုံးပြုနိုင်မဲ့နည်းလမ်းတွေကိုရှာဖွေဖို့ဖြစ်ကြောင်းသူကပြောပါတယ်။ဒီအခြေအနေတွေကြောင့် Digital ငွေကြေးတွေဟာမကြမီအချိန်တွင်နိုင်ငံကဘဏ္ဍာရေးဆိုင်ရာပြိုင်ဆိုင်မှုမှာမဟာဗျူဟာမြောက်လက်နက်တစ်ခုဖြစ်လာမှာကို ြသနေကြောင်းစောင်းမမှာဖော်ပြထားပါဗျ။ တရုတ်အနေနဲ့ digital ငွေကြေးတွေကိုစစ်ဘက်ဆိုင်ရာရည်ရွယ်ချက်တွေအတွက်အသုံးပြုမဲ့အစီအစဉ်ကိုဒီဆောင်မှာပေါ်ပြထားခြင်းမရှိပါဘူး။ဒါပေမဲ့တရုတ်ဆိုရာပိတ်ဆို့မှုတွေဖြစ်ပွားလာရင်မျိုးသားလုံခြုံရေးနဲ့စီးပွားရေးကြက်ကြန့်ခံနိုင်မှုကိုစိတ်ချသေးကြစေဖို့အတွက် digital ငွေကြေးနယ်ပယ်ကိုထိန်းချုပ်ခြင်းသုတေသနပြုခြင်းတွေကိုတင်းကျပ်တင်ကြောင်းဆောင်းမှာအကြံပြုရေးသားထားပါတယ်။တရုတ်ဟာအရင်ကတည်းက digital ယွမ်ငွေ ECNY လို့လူသိများတယ်။ဘိုးဘဲ digital ငွေကြေး CBDC တခုကိုထူထောင်တာပြီးဒီငွေကြေးစနစ်ကိုမြို့ကြီးအချို့မှာစမ်းသ က်အသုံးပြုနေပါဗျ။ ECNY ငွေကြေးစနစ်ရာအာဏာပိုင်တွေဟာနိုင်ငံကငွေကြေးကွန်ရက်တခုဖြစ်တဲ့ဆွစ်လိုအမေရိကန်ကထိန်းချုပ်ထားတဲ့ငွေကြေးပေးမှုစနစ်တွေပေါ်မိခိုမှုကနေရှော့ချနိုင်မှာဖြစ်ကာငွေကြေးလွှဲပြောင်းမှုတွေကိုစောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ပေးဆိုမှုတွေကိုရှောင်လဲဖို့ digital ငွေကြေးတွေကိုသုံးပြုနိုင်မယ်ဆိုရင်ဒီအခြေအနေဟာကမ္ဘာလုံးဆိုင်ရာဗန်နာရေးအခြေအနေကိုပြန်လည်ပုံဖော်နိုင်မှာဖြစ်ပြီးအနောက်နိုင်ငံတွေရဲ့စီးပွားရေးဖိအားတွေကိုခံနေရတဲ့နိုင်ငံတွေဟာတရုတ်၊ရုရှားနဲ့အီရန်တို့လိုနိုင်ငံတွေကိုပုံမှန်မိခိုအားထားလာလိမ့်မယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ဒီချိန်နေထိုင်ရောက်ရှိခဲ့ရင်အမေရိကန်နဲ့သူ့ရဲ့မာမိတ်တွေရဲ့တံပြန်ဗန်ဒါရေးအစီအစဉ်တွေကြောင့်တင်းမာမှုတွေလည်းမြင့်တက်လာနိုင်တယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါဗျ။ဥရောပသမဂ္ဂဟာမြေရှားသတ္ထုရရှိရေးအတွက်တရုတ်အပေါ်မိခိုမှုကိုအဆုံးသတ်ဖို့လှုံ့ဆော်နေတယ်လို့ဥရောပကော်မရှင်ဥက္ကဋ္ဌကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှင်းစားလိုက်ရအောင်ပါ။ ဥရောပသမဂ EU ဟာပြည်ခြားတပ်ထုတွေရရှိရေးအတွက်တရုတ်အပေါ်မိခုံမှုကိုအဆုံးသတ်ဖို့လှုံ့ဆော်နေကြောင်းဥရောပကော်မရှင်ဥက္ကဋ္ဌအာဆူလာဗွန်ဒါလီယန်က အောက်တိုဘာ25ရက်မှာပြောကြားခဲ့တယ်လို့ဒီဒီလူသတင်းဝက်ဆိုက်ကဖော်ပြခဲ့ပါတယ်။တရုတ်ဟာ စမတ်ဖုန်းတွေလျှက်စစ်ကားတွေထုတ်လုပ်မှုနဲ့စည်ရေးနှီးပညာတွေအတွက်အရေးကြီးတဲ့မြေရှားတပ်ထုတွေကိုထုတ်လုပ်တင်ပို့တဲ့အဓိကနိုင်ငံဖြစ်ပါတယ်။အေဗီလာအတွင်းကတရုတ်ဟာမြေရှားတပ်ထုတင်ပို့ရေးအတွက်လိုင်စင်လိုအပ်ချက်အသစ်တွေကိုထုတ်ပြန်ခဲ့တာကြောင့်ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုကဏ္ဍကိုကြေရိုက်ခတ်သွားစေခဲ့ပါတယ်။ဒါ့ပြင်တရုတ်ဟာအမေရိကန်နဲ့ကုန်သွယ်ရေးအငင်းပွားမှုဖြစ်ပွားနေချိန်မှာသူ့ရဲ့အနေအထားကိုအသာစီးရဖို့အတွက်မြေရှားတပ်ထုတင်ပို့မှုတွေကိုထိန်းချုပ်ကန့်သတ်မှုအသစ်တွေကြီးညာခဲ့ပါတယ်။တရုတ်ရဲ့အစီအမံတွေကြောင့်ဥရောပသမဂ္ဂရဲ့ကုမ္ပဏီအချို့ဟာထုတ်ကုန်တွေကိုဆိုင်းငံ့ရ တဲ့အခြေအနေကိုရောက်ရှိခဲ့ပြီးစီးပွားရေးအရခြိကိုက်နှက်နာစေခဲ့တယ်လို့ဥရောပသမဂ္ဂကပြောကြားခဲ့ပါတယ်။ဥရောပသမဂ္ဂဟာရေတိုမှာတရုတ်နဲ့ညှိနှိုင်းအဖြစ်ရှားသွားမှာဖြစ်ပေမဲ့ လောက်လာပါကမိမိတို့မှာရှိသမျှနီလန်အားလုံးကိုအသုံးပြုဖို့အသိရှိကြောင်းပေါ်နာလီယန်ကအော်တိုဘာ25ရက်ကပြုလုပ်တဲ့ဘာလင်ဂရိုဘက်ဒိုင်ယာလော့ညီလာခံမှာပြောကြားခဲ့ပါတယ်။ရရှားတပ်ထုတွေဝယ်ယူရရှိရေးမှာအာဏာရက်တွေရှိနေတဲ့အခြေအနေကြောင့်ရေတုံနဲ့ရေရှည်မှာမိမိတို့ဥရောပစက်မှုလုပ်ငန်းတွေအတွက်ရရှားတပ်ထုတွေကိုအခြားအရေးမြစ်တွေထံမှဝယ်ယူနိုင်ဖို့တွန်းအားပေးရရောက်ခဲ့တယ်လို့သူကပြောပါတယ်။ဒါပြင်စိန်ခေါ်မှုတွေကိုပြည့်ရှင်းနိုင်ဖို့အတွက်ဖွဲ့စည်းတည်ဆောက်ဖို့ဆိုင်ရာအပြောင်းအလဲတွေပြုလုပ်ဖို့လိုအပ်လိမ့်မှာဖြစ်တယ်လို့ပေါ်နာလီယန်ကပြောကြားခဲ့ပါတယ်။စွမ်းအင်ကုန်ကျစရိတ် စီကာကွယ်ရေးနဲ့ဒီဂျစ်တယ်ကဏ္ဍတွေမှာဥရောပသမဂ္ဂဟာကိုယ့်ကိုယ်ကိုအားကိုးဖို့ကြိုးပမ်းရပါလိမ့်မယ်လို့သူကပြောကြားခဲ့ပါတယ်။စီးနိုင်တဲ့ထဏာရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။အာဆင်နယ်အသင်းဟာခရစ်စတယ်ပဲလစ်အသင်းကို တကောကုမရှိတဲ့အနိုင်ရပြီးပရီးမီးယားလိအမှတ်ပေးစရာကို လေးမှတ်အသားနဲ့ဦးဆောင်ထားပေမယ့်နိပြအာဒီတာကအသင်းဟာတိုးတက်အောင်လုပ်ရမယ့်အရာတွေရှိသေးတယ်လို့ပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ ်အာဆင်နယ်အသင်းဟာခရစ်စတယ်ဘဲလီအသင်းကိုတကောကောမရှိတဲ့အနိုင်ရပြီးပရီးမီးယားလိအမှတ်ပေးစရာကို၄မှတ်သာနဲ့ဥဆောင်ထားပေမယ့်နီးပြအာဒီတာကအသင်းဟာတိုးတက်အောင် လုပ်ရမယ့်အရာတွေရှိသေးတယ်လို့ပြောခဲ့ပါဗါဒီအာဒီတာကကျွန်တော်တို့ဟာပွဲစဉ်တိုင်းရဲ့အခက်အခဲကိုသိပေမယ့်တည်ငြိမ်စွာလုပ်နိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့ကိုယ့်ကိုအသိမဲ့ပြုပါပါမယ်အခုကအစောကြီးပဲရှိသေးပြီကျွန်တော်တို့ကောင်းမွန်စွာလုပ်နေတဲ့အရာတွေအများကြီးကိုဆက်လုပ်ရမယ်ဆိုတဲ့အတိတ်ဘယ်ကလွယ်ပြီးတခြားဘာမှမရှိပါဘူးဒါပေမဲ့တိုးတက်အောင်လုပ်ရမယ့်အရာတွေရှိပါသေးတယ်လို့ပြောခဲ့တာပါဒီဘက်မှာအာဆင်နယ်အသင်းအတွက်လုံသေးသောအနိုင်ကို easy ကအသင်းရောက် crystal ပဲလေအသင်းဘက်ကိုသွေးဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ arsenal အသင်းဟာဒီအာဒီမှာအကောင်းဆုံးပုံစံရရှိနေပြီ။ပြိုင်ပွဲဆုံး73ပွဲကစားထားတာမှာ7ပွဲတည်းအနိုင်ရထားပြီးတပွဲတည်းတပွဲရှုံးနေထားတာပါ။ premier league ပွဲစဉ်6ပြည့်ရှင်ပြိုင်ခဲ့တဲ့ပွဲတွေမှာ liverpool နဲ့ man city အသင်းတို့ရေနှိမ့်ခဲ့တာကြောင့် Arsenal အသင်းဟာသူတို့နဲ့အသင်းရဲ့အမှတ်ကောင်အောင်မှုကိုထပ်ပြီးတိုးနိုင်ခဲ့ပါတယ်။ Liverpool နဲ့ Man City အသင်းတို့ရှုံးမဲ့ကြုံတွေ့ခဲ့တာကြောင့် ပရီးမီးယားလီဂဘလောက်ခက်ခဲလဲဆိုတာကိုပြသနေတယ်လို့အာဆင်နယ်အသင်းကြီးပြအာဒီတာကပြောခဲ့ပါဗါဒ်အာဆင်နယ်အသင်းဟာဒီအားဒီကစားထားတဲ့ပရီးမီးယားလီဂကိုယ်ပွဲမှာ6ပွဲအထိပေးကိုမပေးရအောင်စွမ်းဆောင်ထားနိုင်ပြီးပေးကိုထပ်မပေးရအောင်ပြုလုပ်နိုင်ခဲ့တာကအလွန်အရေးကြီးတယ်လို့လည်းနီးပြအာဒီတာကပြောခဲ့တာပါအာဆင်နယ်အသင်းဟာဂျားရက်ထဲမှာကာရာဘောင်းဖလားပွဲစဉ်ဖြင့်ဘရိုက်တန်အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပြီးဒီပွဲပြီးရင်ဘန်လီအသင်းနဲ့ပရီးမီးယားလီဂပွဲစဉ်ရှင်ပြိုင်ရမှာဖြစ်ပါတယ်စီအိုင်တည်င်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ28ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့တနေ့ကိုပိုင်ဆိုင်နေကြပါစေရှင်။